အရေးကောင်းတဲ့အချိန်မှာစီးပွားဥစ္စာရှာအရေးကောင်းတဲ့အချိန်မှာတရားကျင့်ဒီနှစ်ခုကအရေးကောင်းဆုံးလုပ်ရတယ်စီးပွားရှာတာလည်းအရေးကောင်းဆုံးပဲလုပ်ရမယ်ပထမအရေးဟာအမြဲတမ်းကောင်းတယ်ပထမအရေးမှာစီးပွားရှာမယ်ပထမအရေးမှာတရားရှာရမယ်အဲ့လိုပထမဒီအရေးကောင်းတဲ့အချိန်လေးမှာပစ္စည်းဥစ္စာလည်းမရှာဘူး ကိုယ်ကိုယ်လည်းပြင်ဆင်မှုမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ဒီငါးတွေကုံသွားတဲ့ရေအိုင်လေးထဲမှာရေအိုင်လေးနားမှာရေအိုင်ထဲကငါးလေးတွေကိုဖမ်းဆားပြီးတော့နေတဲ့ချိုးကြငှက်ကြီးတွေဟာအတောင်ကျွတ်သွားတာနဲ့တပြိုင်နက်သူတို့ကထပြီးပြန်နိုင်ခြင်းမရှိတော့ဘူးရေကနေကငါးတွေလည်းကုန်ပြီသူတို့မှလည်းအတောင်ကျွတ်နေပြီတခြားပြောင်းစရာလည်းအချိန်မရှိတော့ဘူးအဲ့ဒီအတောင်ကျွတ်သွားတဲ့ ငှက်ကြီးတွေဟာကြမ်းမှိုင်ပြီးနောက်ဆုံးမှသေဘောဝင်ရတယ်လို့ပဲလို့ဘဝတစ်ခုဟာဘာမှလုံမရတော့တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်တဲ့ဒီလိုဆိုလို့လားနော်အဲ့ဒါလို့ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့အကြောင်းတရားတွေကိုဘုရားကိုဘဝကိုပြင်ပြီးတော့စီဝါရှာမယ်အချိန်စီဝါရှာမယ်ကိုချင်းတရားကောင်းအောင်ပြုပြင်ပြီးတော့တရားရှာမယ်အချိန်တရားရှာမယ် အဲ့ဒီနှစ်ခုမှမလုပ်ဘဲနဲ့အရေသုံးပါးကိုကုံလွန်သွားစေမယ်ဆိုလို့ရှိရင်ဘဝဟာဆုံးရှုံးနေတာချင်းနဲ့ပဲရင်ဆိုင်ရမယ်ဒီဘဝမှာဆုံးရှုံးသွားရင်နောက်ဘဝမှာကောင်းလာမှာမဟုတ်ဘူးတဲ့နောက်ဘဝမှာဒီတဲ့ဆုံးရှုံးနေတာသွားဖို့ပဲရှိတယ်တဖြည်းဖြည်းဗာနဲ့ဥပမာတူတော့ဆိုရင်တင်းတင်းတွင်းတူးတဲ့လူနဲ့ဥပမာတူတယ်တွင်းတူတဲ့လူဟာတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲ အဲ့ဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့တရားချစ်ခင်သူရစဉ်ပြိဿအပေါင်းတို့ဒီကိုဘဝကိုပညာရမှာဖြစ်တယ်ကိုဘဝကိုကိုမပြင်နိုင်ဘူးဆိုရင် အထက်တန်းကိုဘယ်တော့မှတက်လန်းနိုင်မှာမဟုတ်ဘူးအထက်တန်းတက်လန်းနိုင်မှုရအတွက်ကိုဘဝချစ်ခင်မြတ်လို့တဲ့ပုဂ္ဂိုလ်တွေပြီးပြီးကိုဘဝကိုထိန်းသိမ်းဆောက်ရှောက်ရမယ်အကုသိုလ်တွေမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်ကုသိုလ်တွေများများရအောင်ကြိုးစားအားထုတ်ကြရမှာလို့ ဒီလိုကိုစီကိုစီတတိတရားရပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်တည်း